မင်္ဂလာပါတင်မီဇာဆူဆောင်း channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကျန်းမာရေးဗုဒ္ဓတော်အနေနဲ့စီကြောက်တဲ့ယောဂာနဲ့အသုံးအများဆုံးစီစွမ်းကုန်တွေအကြောင်းကိုလူတွေရှင်းလေးသုံးသပ်တင်ပြပေးသွားပါမယ်စီကြောက်တဲ့ယောဂာဆိုတာစီးရဲမှာကယ်ဆယ်အောက်ဆလိတ်တဲ့ယူရီအက်ဆစ်တဲ့ဆစ်စတင်မင်ဂနီဇင်အမိုနီယံဖော့စဖိတ်တို့တတုဒတ်တွေစုစည်းလာပြီးတော့စီးရဲကနေဆွတ်ထုတ်နိုင်စွာနည်းလာပြီးတော့အနေကြအဆင်ကြီးဖြစ်လာတဲ့သဘောပါပဲဒါကြောင့်ပေါင်နဲ့တက်တက်ထုပုံမူတည်ပြီးတော့ကယ်ဆယ်အောက်ဆလိတ်စတုံယူရီအက်ဆစ်စတုံစတူဗိုက်မစ်စတုံဆစ်စတင်စတုံဆိုပြီးတော့ခွဲခြားလို့ရပါတယ် န်စားရမယ့်ယောဂလက္ခဏာတွေကတော့ကြောက်ရှိတဲ့ကြောပဲချံကနေအောက်မယ်နာမယ်စီးစက်ကိုစင်ပြီးကြိုက်တင်လာတဲ့စီးခဏနာသွားမယ်စီးပူစီးချင်းစီအောင်ရင်းဖြစ်မယ်စီးထဲမှာအယောင်ရင်းလာမယ်တွေးပါလာတဲ့ပိတ်ဆို့မှုပြီးစီးပူဝင်လာရင်တော့ပူလိုက်ချင်းလိုက်နဲ့အပြောင်းအလဲပါတယ်စီးကြောက်ဒေဇီနဲ့အကြောင်းတွေကတော့ကြောက်တယ်တဲ့မျိုးရှိသူတွေးတူစီးကြောက်လို့နာတာရှိယောဂဝိဒနာခန်းစားနေရသူတချို့သောကင်ဆာစီစီးစီးကယ်ဆီယမ်ဗီတာမင်ဒီဗီတာမင်စီလိုသောဆေးတွေကိုကာလချိန်ဆွဲတောင်းနေရသူများပဲဖြစ်ပါတယ်ရေတောင်နေတာကိုလည်းလှုပ်ချမှုနေတာရေရွှဲနဲ့အတိနဲ့အတိရွယ်စားနေတာ စတဲ့မူကျင့်တွေဟာလေစီချောက်ကိုပိုတည်စီနေတဲ့မူကျင့်တွေပဲဖြစ်ပါတယ်။နီအောင်သားများစားတဲ့ငပိငချောက်ငပြားကြီးလက်ဖက်တို့ကိုအလွန်ကျွံစားသုံးနေတာဒီထုံးတက်များတွေရေတောက်နေရတာဒီနဲ့ကိုယ်ရစားတာတွေကလည်းစီချောက်ကိုပိုတည်စီနေပါတယ်။ဒီနေ့စေကုသမှုနယ်ပယ်မှာအထူးအဆုံကုသမှုတွေနဲ့ဆေးဝါးတွေအကြောင်းကိုတင်ပြပေးပါမယ်။စီချောက်တွေရောဂါမှာအရင်အဆုံးခံစားရလေ့ရှိတဲ့နာကျင်ထိုးအောင်မှုတွေစီးပူစီးခြင်းဆေးရောင်နာတွေအတွက်ပါရာစီတမောအန်အက်စီအယ်လို့ခေါ်တဲ့အကဲကဲပြောင်စီတွေကိုထိုးစေးစားစေးနေနဲ့အသုံးများပါတယ် ယူရိုဆစ်ဆန်နီဒိုနိုလိုမျိုးစည်းတွေကတော့ပါရာစီတိုမောပေါင်းနဲ့အကဲကဲပြောင်းစည်းတွေပဲဖြစ်ပါတယ်။ NSCN ဒီအုပ်စုဝင်တွေဖြစ်တဲ့ Mefenamic acid, Diclofenac လိုမျိုးစည်းတွေကတော့ဆံဝင်ညွှန်ကြားချက်နဲ့ယူရိုဆိုင်မျိုးရပါမယ်။အစာရင်ခံစည်းတွေဖြစ်တဲ့ Omeprazole, Pantoprazole တို့နဲ့တွဲပြီးတော့အစာစားပြီးတစ်နေ့၃ချိန်ထိတာမျိုးဝဲတင်ပါတယ်။ရေရှည်မျိုးဝဲလို့ရှိရင်လည်းအစာရင်ကိုရှိခိုက်စေနိုင်ပါတယ်။ယူဆိုင်တင်ပါတယ်။ ဒါအပြင်စီးလက်ကြောင်ချောင်းမှာစီးကြောင်ချောင်းပိတ်ဆို့ခြင်းတွေထိုးအောင်ခြင်းတွေဖြစ်ပါကစပက်ကိုဗန်ဘက်စကိုဗန်လိုမျိုးစီးတွေကိုထိုးစေစားစေနိုင်တဲ့အသုံးလုပ်ရပါတယ်။စီးကြောင်ရောင်ယောဂမှာအသုံးများတဲ့တမ်ဆူလူစင်ကဲ့သို့သောဆေးကိုတော့စီးတော်ရလူကူဆွေးဖို့အသုံးပြုလို့ရှိပါတယ်။သူကတော့သွေးပေါင်နဲ့ငယ်ချတတ်ပါတယ်။စီးကြောင်ရှင်းပြသေးကြဖို့အတွက်ဆိုရင်တော့ ultrasound, UV X-ray, CT, UV စတဲ့နည်းစစ်တွေနဲ့ထိကြောင်ရှာဖို့ရပါမယ်။နာမလီမီတာရဲ့ဒေတာကြောင့်တွေကတော့စီးထဲမှာလူလျောက်ပါသွားနိုင်ပါတယ်။ဒီထက်ကြီးတဲ့စီးကြောင့်တွေဆိုလို့ရှိရင်တော့ရိုဝတ်တီနဲ့လိုမျိုးစီးကြောင့်ပြောစီတွေကိုစတင်တော့ဆွဲပါတယ်။ ရိုဒီနက်ကတော့အစာမစားခင်တစ်ခါတော့တစ်လုံးတစ်နေ့သုံးချေရေမြမြနဲ့တောက်ပေးရပါမယ်။အနည်းဆုံးတစ်လကနေသုံးလတိတောက်ပေးနိုင်ပါတယ်။တင်းငယ်သောစီချောင်းများကိုပြောကြစေနိုင်ပါတယ်။နောက်ထပ်အတုံးများတဲ့စီကတော့ finger tool တွေ euro crack ဆိုတဲ့စီချောင်းပြောစီပါ။သူလည်းအစာမစားခင်ရေမြမြနဲ့တစ်ခါတော့တစ်လုံးသုံးဖို့နှလုံးတစ်နေ့သုံးချေတောက်ရပါမယ်။အနည်းဆုံးသုံးလကနေ6လတိတောက်သုံးနိုင်ပါတယ်။တင်းငယ်သောစီချောင်းများကိုပြောကြစေနိုင်ပါတယ်။စီပိုးဝင်တဲ့လက္ခဏာတွေရှိလာလို့ပဲဖြစ်ဖြစ်စီးစစ်ကြည့်လို့ပိုးတွေ့လို့ပဲဖြစ်ဖြစ်တက်ဆိုင်ဘူးတက်ဆီတွေကိုလည်းလိုအပ်တယ်လို့သုံးကြပါတယ်။ ဘုဒ္ဓစီတီကတော့ဆရာဝန်ညွှန်ကြားချက်နဲ့အခြေမှန်စနစ်တကျမှီဝဲဖို့လိုပါတယ်။စီဘူခဏနာဝင်နေပြီဆိုလို့ရှိရင်တော့ cranberry တိကထုတ်တဲ့ urea တက်လိုမျိုးစီကိုအသုံးများပါတယ်။သူကတော့စီးရိမ်နေရမှာ bacteria တွေကပ်တွေ့တာကိုသက်သာစေနိုင်ပါတယ်။စီးကြောက်ပျော်စီတီနဲ့ကုသလိုမရတဲ့ကြောက်တွေကိုတော့ဝယ်စီကုသခြင်း microscope ထည့်စီးကြောက်ထိုးခြင်းလေဆာပြင်စီးကြောက်ရှိခြင်းစတဲ့ကုသနေနေကုသနိုင်ပါတယ်။ဆောင်းရင်ချောင်းတွေကတော့ဝတ္တမေတ္တာလိုလိုနေအောင်သားတွေကလီစာငပိငချောင်းလက်ဖက်အပူအဆက် ော်ဖီလက်ဖက်ကြီး900တန်းချင်းတိတို့ကိုတက်နိုင်သမျှရှောင်ရှားတင်ပါတယ်။စီချောက်ရှိတဲ့လူနာတွေတွေကတော့ dehydration လို့ခေါ်တဲ့ရေကြဲခန်းချောက်တွေဖြစ်စဉ်မဖြစ်အောင်ရေများများတောက်တင်ပါတယ်။ဒီနေ့ကို3လ12ခွက်ဝင်းကြီးတွေတောက်တုံးတင်ပါတယ်။ဗီတာမင် A ဂျိုးမောတို့ဝိုင်အောင်သီးနှံတွေဗီတာမင် C ဂျိုးမောတွေတန်ပြန်တိချောက်တွေလိုချင်တဲ့အသီးတွေအစိမ့်အောင်သီးတွေကိုများများစားသုံးတင်ပါတယ်။အတန်းကားကိုတင်းတင်းပြတ်တော့မြှိဝဲတင်ပါတယ်။ကနကူမာလိုအပ်တဲ့အစီအပိုတွေမရှိအောင်ကိုလည်းလိုချင်မှုကိုတနေ့ကိုမိနစ်30တနေ့ခန့်လေးလုပ်ပေးကြရအောင်ဖြင့်စီချောက်တွေယောဂကိုမြင်မြန်တက်စားစီမှာဖြစ်ပါတယ်။ ဒီလောက်ဆိုစီးကြောက်တဲ့ယောဂနဲ့အသုံးများဆုံးစီစဉ်ကုန်တွေကြောင်းကိုတင်ဆက်ပေးခဲ့တဲ့အဆုံးစလောက်ရှိပါပြီ။အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ကြည့်ပါတယ်။နောက်နောက်ကျမ်းမာဘုဒ္ဓတွေကိုတက်နေနေမြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်တင်မီတက်ဆူဆီယံ channel ကို Evan Subscribe လုပ်ဖို့မပြေပါနဲ့ဦးခင်ဗျာ။